မြတ်စွာဘုရားရဲ့အဆုံးအမစကားရဣတရဏဂုံတီပြီး၅ပါးသီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာဘယ်တော့မှအပေမလားဘူးဆိုတာတတိချတာမှတ်ပဲဘုရားဘာသာဖြစ်ရတဲ့နဲ့အပေလားတဲ့ဆိုတဲ့ပုဂ္ဂိုလ်ဟာတရဏဂုံကလည်းမပြီးပြန်လို့နော်မပြီးပြန်ဘူးဆိုတာကြည့်တယ်ဖះကိုယ်ဝယ်တဲ့ဒီဖះလေးကစီးပွားတက်တယ်ဆိုပြီးကိုယ်ဝယ်တာဒါမပြီးပြန်ဘူးလို့ခေါ်တယ် လရလို့ကိုးဝဲတာမျိုးဒါတရဏဂုံပြီးပြင်းပြင်းမဟုတ်ဘူးတရဏဂုံပြီးပြီးပြင်းပြင်းဆိုတာဖရာရဲ့ခုံကိုအာယုံပြုတ်ပြီးတော့ကိုးဝဲတာဒီလိုဆုံးလို့ပေါ့နော်ဖရာလာဘကုလကျင်ဝေးတန်တာဘေးမှလူရေးရည်မြောင်းဆိုရသော်ဘုရားခုံတော်တွေကိုရည်စုပြီးတော့ကြောက်လို့ကိုးဝဲတာလည်းမဟုတ်ဘူးနော်မျိုးယူ အစင်လာမှုကိုးဝယ်တာလည်းမဟုတ်ဘူး။ဖះရဲ့ခုံကိုတိပြီးတော့ကိုးဝယ်။လက်လဘမျောပြီးတော့ကိုးဝယ်တာလည်းမဟုတ်ဘူး။လူတွေနှက်ကိုးဝယ်တဲ့လူတွေလောက်တာချိန်တယ်။ကိုစားတဲ့အစာလေးနှက်ဘူး။အရှင်ကြီးစားတော့ခေါ်ပါတော့တော့ခေါ်ပါဘယ်တော့လာစားလဲမသိ။ရှင်ကြီးစားတော့ခေါ်ပါတော့တော့ခေါ်ပါဆိုခေါင်းပေါ်မှာဝဲလိုက်သေးတာ။ဝဲပြီးတော့တင်ထား။ တင်ထားပြီးတော့အခုလို့ဆက်တရလို့ရှင်ကြီးကမတော်မူပါဘာလို့ချင်လဲစီးပွားတွေအောင်မြင်အောင်မဆပေးပါလှုပ်ထားတော့ကိုယ့်အကူလှုပ်တာသွားကျေးဇူးတင်တာတလွဲ့သွားကျေးဇူးတင်အရှင်ကြီးမပါဆိုပြီးတော့အဲ့နေပေါ့သူမလေးပေါ့နော်သူမလေးတကယ်မမယ်ဆိုရင်အသာသာအဲ့နေအပင်မခံနိုင်နဲ့လက်ဖက်ကလေးတင်ပြီးတော့အမြဲတမ်းပဲအဲ့ဒါအဲ့တန်နေ အလုံးမလုံးလို့ရတော့ဘာတစ်ခုမှဖြစ်လာမှာမဟုတ်ဘူးတရားမင်းကြီးတောင်းမှပဲနော်လက်တွေထဲမှာတကူကြီးတယ်လို့ဆိုရက်တရားမင်းကြီးကတောင်းမလုပ်ရင်ဘာမှမရဘူးလို့ပြောတာသူပြောတဲ့စကားပေါ့သူသားတစ်ယောက်ရှိတယ်သူဝီရနဲ့ဇယန္တတရားမင်းရဲ့သားတွေရှိတယ်သူပြောတဲ့စကားလေးကိုနားထောင်ကြည့် အနုဋ္ဌဟံအဝါယမယတရဒုက္ခံဒိကစ္စတိသူဝေရတထကိစ္ဆာဟိမင်စတထေဝပပယာတဲ့သူပြောတာရှင်းရှင်းလေးအနုဋ္ဌဟံဆိုတာတက်တွက်ကြာကြာမလုတ်ဖဲနဲ့အဝါယမမကြိုးစားဖဲနဲ့နော်မကြိုးစားပဲနဲ့ ုက္ခယတ္တရာဒိကိစ္စတေချမ်းသာရနိုင်တဲ့နေရာရှိတဲ့ဆိုရင်တဲ့သူဝိရတတ္ထခိစ္ဆာယိမင်းအဲ့ဒီအရက်သွားနေတဲ့မင်းစတတ္ထေဝပပယငါကိုလည်းခေါ်သွားပါတဲ့အဲ့ဒီဟိုရှင်းရှင်းလေးရဲ့သူပြောတာသူဝိရမလုတ်ခဲမကင်မဲနဲ့ချမ်းသာဒုက္ခရရတဲ့ဆိုတဲ့နေရာရှိလို့ရှင်မင်းအဲ့ဒီနေရာသွားနေတဲ့ ငါကိုလည်းအဲ့ဒီရောက်အောင်ပို့ပေးတယ်ဘယ်နေရာမှမရှိဘူးဒါနော်အလုံးမလုံးပဲနဲ့မကြိုးစားပဲနဲ့ရရဲဆိုတာတခုမှမရှိဘူးလောက်ရမယ်ကြိုးစားအဲ့ဒီလိုလောက်ရမယ်ဆိုတဲ့ဝီရိယရဲ့အကျိုးကျေးဇူးတဘိုးကြီးတဲ့လူတွေကတရားမင်းတို့အဆင့်ကိုးကွယ်တာတောင်မဟုတ်ဘူးနော် လူဝင်ပူးတဲ့နတ်ဆိုတာတရားမဲ့အဆက်မရှိဘူးပေါ့ဘာလို့လဲဆိုလူရဲ့အနံ့ကတိဥစနာလောက်ကနန်းတယ်လို့ပြောတာပဲဟုတ်ကောင်းဟုတ်လိမ့်မယ်တိရစ္ဆာန်ဝင်နေသွားရင်တော်တော်နန်းတာတိရစ္ဆာန်တွေရဲ့အနံ့မခံနိုင်ဘူးနတ်တွေကလည်းလူပြေလာလို့ရှိရင်လူတွေရဲ့အနံ့မခံနိုင်ဘူးတဲ့လူတွေကသာမှုေးနေကြတာကွာကောဟိုမှာမခံနိုင်ဘူး မခံနိုင်လို့နှကောင်းပိတ်လာကြလူတွေအိပ်ပြီဆိုမှညမှလာတာအဲ့ဒါအကြောင်းပဲညတကောင်ကြမှာလူတွေအိပ်သွားပြီဆိုတဲ့အချိန်လေးမှာတိတ်တိတ်လာကြတာဖျားစီအဲ့ဒါလူနတ်မခံနိုင်လို့ပဲအထက်နတ်ကအဲခဏခဏဝင်ပူးနေရင်တော့လူနာကနတ်ဖက်ဖြစ်မှာပဲအဲ့ဒါတော့လူနတ်ခံနိုင်တဲ့နတ်ဖြစ်အဲ့ဒီမှာလူနတ်မခံနိုင်တဲ့တရားမင်းတို့လို့အမတန်မှ တကူကြီးတဲ့လက်တရားတောင်းအလုံးလုံးရမယ်လို့သူသားကိုပြောတာမင်းမလုပ်ဖဲနဲ့ချမ်းသာဒုက္ခဆိုမရဘူးဆိုတော့ဒါကအလွန်အရေးကြီးတာပဲလုံးတဲ့လုံးတတ်တာလုံးကိုလုံးရမယ်ဒါကြောင့်မို့ငါးပါးတိလစောင့်ထိန်နေဆိုတာသူကသူနေတာထိန်တာမဟုတ်ဘူးလေဆိုပါတော့ခုနက တရားဝဲအစမှာပဏ္ဍိပါတာ ဝေရမဏိသိခာပရံသမာရိယမိလို့စောက်တီလိုက်တယ်စောက်တီလိုက်တာသမာဒါနစေရနာလို့ခေါ်တယ်ရှောင်ကျင်ပါမယ်လို့ဂရိကဝတ်ပြုလိုက်တာရှောင်ကျင်ပါမယ်ဂရိဝတ်ပြုထားတာပဲရှိတယ်အဲ့ဒီအချိန်လေးမှာရလိုက်တဲ့ကုသိုလ်ကသမာဒါနကုသိုလ်ပဲရှိတယ်အဲတွေ့လိုက်ပြီဆိုရင် ကိုယ်လာကြိုက်လို့ဖတ်ခနဲ့ချင်းရိုက်လိုက်ပြီဆိုရင်တော့ခုနကရှောင်ကျင်မမယ်ဆိုတာဟာဖြတ်လိုက်တာနဲ့တူတူပဲအဲ့ကြလို့ तू ကရှောင်လိုက်ရမှာအဲ့ဒီအချိန်မှာဆိုလိုတာကမန္တိပတ္တမရှောင်ပါတယ်ဆိုတကယ်ကျုံးလာပြီဆိုလို့ရှင်မလုတ်ဖဲနဲ့ရှောင်လိုက်ရအဲ့ဒီရှောင်တော့မှ तू ကဒါတီလာလို့ခေါ်တာเนาะအဲ့ဒီကြရင်တော့ဝိရတိလို့ခေါ်တယ် ဗန္ဓတိပတဝေရမဏိယစေရနာကိုလည်းတီလာလို့ခေါ်တယ်ဝိရတိကိုလည်းတီလာလို့ခေါ်တယ်မရှောင်ဘူးဆိုလို့ရှိရင်မရဘူးဒီကုသိုလ်ဟာเนาะမရောဘူးမရဘူးသူများဥစ္စာတွေ့တယ်အသာယူဖို့အစင်းင်းဖြစ်တယ်မယူဘူးရှောင်လိုက်တယ်ဝေရမဏိဟောဝိရတိဖြစ်တယ်အဲ့ကြဆောက်တည်တော့ကစေရနာရှောင်တဲ့အချိန်ကျတော့ဝိရတိ ဒီဆောင်ကျင်မှုဟာတမန်ကုသိုလ်မဟုတ်ဘူးသီလကုသိုလ်ဒါနကုသိုလ်တွေပုံမြတ်တယ်လို့မြတ်စွာဘုရားဒီလိုဟောတယ်တန်ဖိုးခြင်းလည်းအလွန်ကွာခြားတယ်အလွန်ကွာခြားလို့သီလကုသိုလ်နဲ့ပြည့်စုံအောင်ကြိုးစားအထောက်ဖို့ဘုရားဘာသာဝင်ဖြစ်လာလို့ရှိရင်အ ਨੇ စုံငါဘသီလလုံကျလုံကျုံလာပဲကြုံတွေ့လာတိုင်းရှောင်ကျင်လိုက်တယ် တီလကိုမချိုးဖောက်ဘူးမချိုးဖောက်တာကိုနေ့စဉ်နဲ့အမြကိုယ့်ကိုစမ်းစစ်တယ်ငါပဏာရိပတာချိုးဖောက်တာရှိသလားအရိဏဒါနကာမိတုမိစ္ဆာဆာချိုးဖောက်တာရှိသလားချိုးဖောက်မှုမရှိဘူးဆိုလို့ရှင် စိတ်ထဲမှာကြည်နူးတယ်ဝမ်းသာတယ်အဲ့ဒါလို့ကြည်နူးဝမ်းသာလာတဲ့ထိအောင်ကိုယ့်တီလကိုကို ပြန်တွေးရမယ် ကိုတိလာကိုကိုပြန်တွေးမှတိလာပို့အောင်တက်လာပြီကုသိုလ်တွေကတိုးလာအနုဘုဆိုရင်မတိုးဝိကျေးဆိုတော့ကိုယ့်အိမ်ထဲမှာမိကန်တက်တာတွေထည့်ပြီးတော့တောခတ်ထားလို့ရှင်ဝိသိန်း90ရာသိန်း90ပဲမတိုးဘန်တို့ကတော့အထာပြီဆိုလို့ရှင်တော့တိုးနေတာ ဲ့ဒါလို့ပဲတီလကပြန်မတွေးပဲနဲ့နေရင်တော့မတိုးဘူးတဲ့သူကအတိုးမရှိဘူးအဲ့တော့အတိုးမရှိတာကြိုက်သလားတိုးတာကြိုက်သလားကိုယ့်အကိုဆုံးဖြတ်မှာဒါနော်တိုးစေခြင်းတိုးတဲ့နေရှိတယ်ဘာလို့ကမလဲပြန်ပြီးတော့စဉ်းစားစဉ်းစားတဲ့အခါမှာဝန္တာအာရဖြစ်အောင်တီလာလေးဆင်ခြင်စဉ်းစားလိုက်တာနဲ့ဘဝတစ်ခုဟာလုံလောက်တဲ့အနေထားမျိုးအထိရောက်နိုင်ပါတယ် ကြည့်လေ၅ပါးသီလတစ်ခုချင်းတစ်ခုချင်းစဉ်းစားစဉ်းစားလိုက်တဲ့အခါမှာဘာဖြစ်လဲအနဝိဇ္ဇဒုက္ခငါမှဘာအပြစ်မှမရှိဘူးဆိုတဲ့စိတ်ချမ်းသာမှုတစ်ခုရအဲ့ဒီစိတ်ချမ်းသာမှုကဘာဖြစ်လဲလို့ဆိုရင် အဝိပတိတာရလို့ခေါ်တယ်စိတ်နှလုံးနှလုံးမตาမရမဖြစ်ဘူးနှလုံးကြည်တာတယ်ဆိုတဲ့အဓိပ္ပာယ်ရတာဝန်တာတယ်လေ အဲ့ဒီနှလုံးချီတာမှုကိုအကြောင်းပြုပြီးတော့ပမောဇ္ဇဆိုရယ်ဝမ်းမြောက်မှုဖြစ်တယ်ဝမ်းမြောက်မှုကိုအကြောင်းပြုပြီးတော့ပီတိဆိုတာဖြစ်လာတယ်ပီတိကိုအကြောင်းပြုပြီးတော့ပတ္တိလို့ခေါ်တယ်ကိုရောစိတ်ရောငြိမ်းအေးမှုဖြစ်လာတယ်ပတ္တိဆိုရယ်ကိုရောစိတ်ရောငြိမ်းအေးမှုကိုအကြောင်းပြုပြီးတော့ဒုက္ခဆိုရယ်စိတ်ချမ်းသာမှုတွေရလာစိတ်ချမ်းသာမှုကိုအကြောင်းပြုပြီးတော့ဘာဖြစ်လဲတမာတိစိတ်တွေငြိမ်းလာတယ်တည်ငြိမ်မှုရတယ် စိတ်တည်ငြိမ်မှုကိုအကြောင်းပြုပြီးတော့ယထာဘူတညာနာတတနာအဖြစ်မှန်ကိုမြင်ခြင်းသိခြင်းဆိုတာရတာသိတာမြင်တာဖြစ်လာဟောဒါတီလာကဆက်သွယ်ပြီးတော့ရလာတဲ့အကျိုးကျေးဇူးတွေကဒီဘဝမှာပဲအေးတီလာဆောင်တာနောင်ဘဝကြမှာရမယ်လို့မတွေးနဲ့နော်နောင်ဘဝကိုမသိဘူးအခုရတာဒါတွေအခုရတာခုရတဲ့တန်ဖိုးကိုသိရညာတော်အဖြစ်ပြောလို့ရှိရင် တီလာလုံလို့ရှိရင်နောက်ဘဝမှာနတ်ပြည့်ရောက်တယ်။နတ်ပြည့်လည်းဘယ်နေမှမသိတာကိုသိလို့လား။သိပါမသိတာနော်။အဲ့တော့အဲ့ဒါမတွေးနဲ့။မြတ်စွာဘုရားဟောလို့လက်ခံထားတာ။နတ်ပြည့်ရှိတယ်ဆိုတာကိုမသိဘူး။သို့တော့ဘုရားဟောတာ။ဒီကုသိုလ်ကောင်းမှုလို့ရင်နတ်ပြည့်ရောက်တယ်ဆိုတာမှားသလားလို့ဆိုမမှားမှန်းတယ်။သို့တော့ကိုသိတဲ့အကျိုးတရားကိုသိဖို့ဒီဘဝတည်းမှာဟောတီလာရှိလို့ရှင်။ ဒီလိုအကျိုးကျေးဇူးတွေကိုယ်ထဲမှာရောက်တယ်။အော် ကိုကျင့်တရားကောင်းတဲ့ပုဂ္ဂိုလ်ဆိုရင်လည်းပတ်ဝန်းကျင်ကကိုယ်ရွတ်သေးတယ်လေးစားလာတယ်။ကိုကျင့်တရားကောင်းဒါတွေကဒီဘဝမှာရနိုင်တဲ့အကျိုးကျေးဇူးတွေကိုမြင်ရတဲ့အကျိုးကျေးဇူးလက်တွေ့ကြတယ်။အဲ့တော့ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့အခြေခံလေးအခုလောက်တင်ကိုလုံးရှိမယ်ဆိုရင်တော့အမတမဟိုကျေနပ်စရာကောင်းတဲ့အနေအထားမျိုးရတယ်။ တရဏဂုံအမျိုးအစားနဲ့ပတ်သက်ပြီးတော့မှတ်သားဖို့ရှိတယ်။တရဏဂုံတီဖို့ဆိုတာတရဏဂုံအမျိုးအစား၄မျိုးရှိတယ်တဲ့။ပါဠိလိုနံပါတ်၁ကအတ္တတန်နိယတနာအတ္တတန်နိယတနာဆိုတာမိမိကိုယ်ကိုဖရာတရားတန်ခါတို့အနှင်းခြင်းအာအတ္တနာ ဗုဒ္ဓသာနေရာတေးမီငါရဲ့ဘဝငါခန္ဓာကိုယ်ဖះအအနှင်းပါれလို့ဆိုရင် အတ္တတဏိယတနာကိုကိုကိုအနှင်းပြီးတော့ကိုးွယ်တဲ့တရဏဂုံကို အတ္တတဏိယတနာတရဏဂုံလို့ခေါ်တယ်နောက်တစ်ခုကတပ္ပရာယနာတာပါဠိလိုတပ္ပရာယနာတာပရာယနာဆိုတာလဲလျောင်းရလဲလျောင်းရဆိုတာ ဖះမှာတပါအာကိုရမရှိဘူးဖះကိုပဲအာကိုပါတယ်လို့အဟံဗုဒ္ဓပရာယနောငါသည်ဖះပေါ်မှာသာ အာကိုတယ်တခြားကိုအာမကိုဘူးဓမ္မပရာယနောတရားသာလဲအာကိုရရှိတယ်တခြားကိုအာမကိုဘူးတန်ခပရာယနောတန်ခသာလဲအာကိုရရှိတယ်ခြားကိုအာမကိုဘူးလို့ဒီလိုစောင့်တည်တဲ့တရဏဂုံကြတော့တပ်ပရာယနာတာလို့ခေါ်တယ် နောက်တစ်ခုကတိတ်တဘာဝပခမခမဏတိတ်တဆိုတာတပြိဘာဝဆိုတာအဖြစ်ဥပခမဏဆိုတာကရောက်ခြင်းတပြိခံခြင်းလို့ပြောတာနော်ဖရာရဲ့တပြိဘုသူ့ရဲ့တပြိတော့ဆိုဖရာတပြိဓမ္မဗုဒ္ဓရဲ့တပြိဓမ္မရဲ့တပြိတန်ခါရဲ့တပြိဆိုပြီးတော့တပြိအဖြစ်ခံယူတာ အဲ့တော့ဗုဒ္ဓရဲ့တပည့်အဖြစ်ခံယူလိုက်တာဒါတိတ္တဘာဥပကမ္မနာတရဏဂုံလို့ခေါ်တယ်။ဒီတရဏဂုံကိုဘယ်သူစောင့်တည်ခဲ့တာလဲလို့ဆိုလို့ရှိရင်ရှင်မဟာကတ္တဝလို့နောက်ပိုင်းမှာထင်ရှားကြောကြားတဲ့ပိပ္ပလိပုံနာတထေကြီးကတိတ္တဘာဥပကမ္မနာတရဏဂုံကိုစောင့်တည်ခဲ့တာသူပါ။အဟံဗုဒ္ဓတအန္တေဝတိကောငါဖရာရဲ့တပည့်ပဲ။ ဘသူရဲ့တပည့်မှမခံဘူး90ရာဖះပဲလို့ဒီလိုလက်ခံနောက်တစ်ခုကြတော့နောက်ဆုံးတစ်ခုကြတော့ပฏิပါတပฏิပါတဆိုတာလက်အုပ်ခြိတာတို့ရှ िख ိုးတာတို့အယုသိပေးတာတို့ဘသူမှဘယ်ဖះကိုမှလက်အုပ်ခြိခြင်းအယုသိပေးခြင်းရှ िख ိုးခြင်းဆိုတာမလုပ်ဘူး ဒီဗုဒ္ဓဓမ္မတန်ခါကိုဒါလည်းလက်ဟုတ်ချီခြင်းယုံကြည်ပေးခြင်းရှိခိုးခြင်းလုပ်မယ်လို့ကိုယ်စိတ်ကို ဆုံးဖြတ်ထားပြီးတော့ကိုယ်ွယ်တာယုံကြည်ပေးတာဒါပဏိပါဒလို့ခေါ်တယ်အဲ့ဒီလိုပဏိပါဒလုပ်တဲ့အခါမှာအမျိုးမျိုးရှိသေးတယ်တရဏဂုံ တီမတီဆိုတာနဲ့ပတ်သက်ပြီးပြောမယ်ဆိုလို့ရှိရင်ဖះကိုယုံကြည်ကိုယ်ွယ်တယ်ဆိုတဲ့နေရာမှာ လတ်လပါလိုခြင်းလို့ဘုရားကိုကိုယ်ွယ်တာလားဆရာသမားဖြစ်လို့ဘုရားကိုကိုကိုယ်ွယ်တာလားဆွေမျိုးတော်လို့ဘုရားကိုကိုကိုယ်ွယ်တာလားအေးမကိုကိုယ်ွယ်ဘူးဆိုရင်ပဝန်းကျင်ကကိုယ်ကဲ့ရဲ့ရှုပ်ချမှာမှုကြောက်လို့ကိုကိုယ်ွယ်တာလားဟောဒီလိုရှိတယ်အကယ်၍အဲ့ဒီလိုမဟုတ်ဘဲနဲ့မြတ်စွာဘုရားရဲ့ခုံတော်တွေကိုသိပြီးဩတကယ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ပါပဲ ဆိုတဲ့ရည်ရွယ်ချက်နဲ့ကိုယ်ခွယ်မှာတရဏဂုံတည်တယ်တဲ့။နော်တရဏဂုံယူပြီမဲ့လို့ယူတိုင်းမတည်ဘူးလို့ဆိုတာ။ဒက္ခိနေယတကယ်ကိုမြင့်မြတ်တဲ့ပုဂ္ဂိုလ်တူအနေနဲ့ကိုယ်ခွယ်မှာတရဏဂုံတည်တယ်။အေးဖះငါဆွေမျိုးပဲဆိုပြီးတော့ဆွေမျိုးကိုချစ်တဲ့စိတ်နဲ့ဖះကိုရှ िख ိုးလို့ရှိရင်ဒါတရဏဂုံမဟုတ်ဘူး။ ကိုအမျိုးကိုကဘာမသိညာမသိဒီဖះပဲကိုးွယ်တယ်ဆိုတော့အမျိုးယိုးလိုက်မိယိုးဖလာပေါ့အဲ့လိုမိယိုးဖလာ ကိုးွယ်ရင်လည်းပဲတရဏကုအစစ်မရဘူးညာတိကုလအာစာရဆရာအနေနဲ့ကိုးွယ်လို့ရှင်လည်းပဲဟုတ်လားမအာစရိယအနေနဲ့ကိုးွယ်လို့ရှင်လည်းမရဘူး ဘယကြောက်လို့မကိုးကွယ်ရင်မင်းကိုးကွယ်ရမယ်မကိုးကွယ်ရင်မလုပ်မယ်ညာလုပ်မယ်ဆိုရင်ကြောက်လို့ကိုးကွယ်တာဆိုရင်လည်းပဲတရဏဂုံမတည်ဘူးတဲ့ဒါကြောင့်မို့ပဏိပါဒဆိုတဲ့ဒီကိုကိုကိုအလေးအမြတ်လက်အုပ်ချခြင်းရှ िख ိုးခြင်းဆိုတဲ့ဒီအမှုတွေကိုပြုတယ်လို့ဆိုတဲ့နေရာမှာမြင့်မြတ်တဲ့ပုဂ္ဂိုလ်တူအနေနဲ့လုံမ တရဏဂုံတရားရောက်တယ်လို့ဒီလိုစာပေကျမ်းကမှဆိုထားတယ်တခါအဲ့ဒီတရဏဂုံနဲ့ပတ်သက်ပြီးတော့မှတ်စရာနော်အဲ့ဒီလောကီတရဏဂုံဟာပြည့်ပြည့်စုံစုံဖြစ်ဖို့အတွက်လိုအပ်တာတွေရှိတယ်မပြည့်မစုံတဲ့ဟို ပဏိပါဒတရဏဂုံဟာတရဏဂုံပြီးပြီးပြင်းပြင်းမဖြစ်ဖို့ရတဲ့အကြောင်းတရားတွေရှိတယ်။တရဏဂုံရဲ့အရှိန်အဝါကိုကြာဆင်းစေတတ်တဲ့အကြောင်း၃မျိုးကဘာလို့ဆိုအညာနာနားမလဲတာတစ်ခုမသိဘူးဘယ်လိုကိုယ်ဝယ်ရမလဲဆိုတာမသိဘူးနော်တန်တရာဟောမဟုတ်ကလားဖះဆိုတာဟောမဟုတ်ကလားဆိုရဲ မယုံတယုံနဲ့ကိုးကွယ်တာနောက်တစ်ခုကမိစ္ဆာညာနာမှားယွင်းတဲ့အတွေ့အအမြင်တွေနဲ့ကိုးကွယ်တာအဲ့ဒါဆိုလို့ရှိရင်ဒီတရဏဂုံဟာညော့နေပြီးတော့သွားလိုက်မယ်ဒါကြောင့်မို့အတိညာလည်းရှိရမယ်တန်တရားလည်းခင်းရမယ်မှန်ကန်တဲ့ညာအမြင်နဲ့ပြည့်စုံရမယ်မှန်မှန်ကန်ကန်မြင်နိုင်ရမယ်လို့ဒီလိုဆိုတာ